ဗုဒ္ဓနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့တော်တွင် အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်ရန်တိုက်ခဏနေလဲထိတ်တိုက်တွေ့မယ်ပညာရေးကိုဆောင်ရွက်သူများထွန်းတော့ပါပါထိတ်တန်းကအောင်မြင်နိုင်တယ်အိမ်မှာပညာရှာသူတွေရှိရင်လဲစပွဲဖြေသူတွေရှိရင်သူတို့အောင်မြင်နိုင်မယ် ဒီရက်တွင်မှာအာမခန္ဓာတောင်းယူတာမလုံရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။လောဘစိတ်နဲ့လို့တဲ့ကိစ္စမှန်သူများဘာမှအဆင်မပြေဘူး။တဏှာစိတ်နဲ့ငွေချေးချိုးမြတ်မရရင်နေလို့မယ်ဆိုတဲ့ကိစ္စတွေကထူးထူးခြားခြားအဆင်ပြေသွားမှာ အာမခန္ဓာမလို့ရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာတော့မလို့ရအောင်။ဆန်ခါရည်နဲ့ပြဿနာတွေအများကြီးရှိတယ်။စိတ်ရှိသီးခံပြီးဖြေရှင်းရ အတိုက်ခံနေတဲ့ထိတိုက်တွေ့မယ်ဆက်ချောင်းရင်းကတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့မယ်ဒါပေမဲ့မေတ္တာရေးရကံကောင်းခြင်းနဲ့စံပွင့်ခြင်းကံတွေကလည်းဖြစ်ထွန်းနေတယ်ဆက်ခွန်ရင်းနေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတန်လန်းပေါ်မှာရည်မှန်းချက်အောင်မြင်မယ်ဆက်ရှိရနေ့အဲ့ဒီနေ့မှာရန်တိုက်ခံနေများတဲ့တဲ့စိတ်ပြမှန်သူပြမှန်နေဖြစ်တဲ့တဲ့ပြီးမှငွေကြေးကံလုပ်ငန်းကံတန်လန်းနေပေါ်မယ်၁၉ရက်နေ့က သူတမားကြောင့်ကိုရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်ဖြစ်ခြင်းတွေကြုံမယ်၂၀ရက်နေ့မှာလမ်းသစ်ထွေပြီးလောက်တာကျိုးပြီးတယ်ရီမန်းချက်တဲ့အောင်မြင်မယ်၂၁ရက်နေ့ကရပိုင်ခွေနေလဲဝယ်ပြန်ရမယ်သတိထားမှာ၁၅ရက်နေ့အဲ့ဒီနေ့မှာအနောက်ရက်ကုန်တည်သွားစဉ်အန္တရာယ်ရှိတတ်တာသတိထားမယ်နေ့တန်တိုင်းခွေနဲ့ညနေ၃နိုင်ကြာ၁၈ရက်နေ့မှာတခါရှင်းမြောက်ရက်ကုန်တည်သွားစဉ်အန္တရာယ်ဖြစ်တတ်တယ်အဲ့ဒီနေ့မနေ့၄နိုင်ခွေနဲ့ညမနေ့၆နိုင်ကြာမှာသွားလာနေတဲ့ကျူးဆက်ရမယ် ဒီကာလတစ်ဆောင်လုံးတော်တွင်မှာကြာသပတိနေဗုဒ္ဓုနေစောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းငွေနေငါနေမွေးသူများကြောင့်စိန်နောက်ရှက်များတတ်တယ်53ခုကနန်းနေကျိုးပေးတဲ့အဖြူရောင်စိန်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်ကို ိုက်ဆံတထောင်တန်တရက်ကိုမွေးနှံသာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်ဇာတာပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့မတ်27ရက်တော်တွင်ကာလဟာအချမ်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလို မိမိဆန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်၍အထူးကောင်းတဲ့ကာလနဲ့ဖြစ်တဲ့အပြိုင်ဆိုင်တရားလုံးကိုကျော်လွှတ်အောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှိရင်ပညာတိုးတက်မယ်စံဝဲဖြေသူတွေရှိရင်ထိတ်တန်းအောင်မြင်လိမ့်မယ်ကိုကိုယ်တိုင်လည်းပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြင့်စွာရနိုင်တဲ့နေသားနဲ့ဘဝအစစ်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်15ရက်နေ့အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်ရဲ့ဂိူးဆက်ရမယ်အဲ့ဒီမှာ အနောက်ရောက်ကိုတည်သွားစရာညရှိတတ်တယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူးဆန့်ရမယ်16ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်ခဲခဲလုံးကိုကြော်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုဂျုံတွေ့နိုင်တယ်16ရက်နေ့ရည်မှန်းချက်မှသမျှအောင်မြင်မယ်ဒါပေမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်လူယုံထားလို့မရဘူး16ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြမမှုကိုရမယ်ဥတီချက်စစ်နဲ့လုပ်ငန်းစစ်တွေကိုရှေ့တွန်းလို့ရွေး အစ်မြင့်တဲ့ဘဝနေထားနဲ့တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရနေမယ်ဝေးကြီးကံကောင်းမယ်ဘဝတိုးတက်မယ်မတော်တဆထိခိုက်မှန်တွေကယူဆရမယ်ရှင်းမြောင်းရက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်အတွင်းသွားလာယူဆရမယ်၁၉ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်ရည်မှန်းထားသည့်များလက်တွေ့ကောင်းတဲ့ပေါ်အောင်မြင်ခြင်းရဲ့ကံကြမ္မာကိုကြုံမယ်၂၀ရက်နေ့မှာ ရှင်ပြိုင်မှုအမြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်21ရက်နေ့မှာရာတိုက်ခတ်နေတဲ့ရှင်ပြီးမှလိုအပ်တဲ့နေထားကိုကျုံနေမယ်တပတ်တာအတွင်းဇာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်စိန်နောက်ရှေဖြစ်တတ်တယ်နှစ်သုံးကိုကနန်းနေကြိုးပေးတယ်အပြာရောင်ပန်းရောင်နုနှစ်ရောင်တို့ကိုဝစ်စစ်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူသုံးဝင့်တင်ရေလိုရာဆန္ဒပြုခြင်းဖြင့် လိုရာကိစ္စတို့အောင်မြင်နိုင်တဲ့အနေထားကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်